အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမတို့ channel လေးရနေဖျက်ပြပေးမယ့်စာအုပ်လေးကတော့ဆ iam မနိုင်နိုင်စနေရေးတဲ့နှလုံးသားဝန်ဆောင်မှုနဲ့အခြားစိတ်ခွန်အားဖြင့်စာစုများစာအုပ်ထဲက sorry လို့အလွယ်တကူမပြောပါနဲ့ sorry ပဲနင့်ကိုပဲငါချစ်ပါတယ်ကွာနင့်ကိုပဲငါတကယ်ချစ်တာပါ ကောင်မလေးနဲ့ကောင်လေးကငငယ်လေးကလေးကအတူကြီးပြင်းလာကြသူတွေဖြစ်တယ်။ကောင်လေးကကောင်မလေးကိုအမင်းအဖို့ခေါ်ပြီးရွာပြင်ဘက်ကခြောက်ဆက်မှာငါးတွဖန်းလေးရှိရဲ့။ငါဖန်းပြန်တိုင်းကောင်လေးရဲ့ပလိုင်းထဲမှာငါးရီကအပြည့်။ကောင်မလေးမှာတော့လက်ပလာနဲ့ပြန်ခဲ့ရတာကြည့်ပဲ။ငါမရခဲ့တဲ့ကောင်မလေးကမျက်ရည်အဝဲသားနဲ့အိမ်ပြန်ရောက်တဲ့အထိမပျော်ရွှင်ခဲ့ဘူး။ ညစာစားကနီအေရှိတကားခောက်တန်ကြတော့ကောင်မလေးကတကားဖွင့်ကြည့်တယ်တကားရှိမှရက်နေတဲ့ကောင်လေးကိုတွေ့တော့နှကန်းစူးပြီးလက်ထွက်မယ်လို့တော့ကောင်လေးကကြပြကြရရှိတယ်ပြီးနင်းငါရီငါဖမ်းပြစ်လိုက်တာ sorry နော်ရော့ကာနင်းအတွဲလို့တောင်းပန်ပြီးမာရီထိထားတဲ့ဖန်ငါးကန်လေးကိုလှမ်းပေးတယ်စူနေတဲ့ကောင်မလေးရဲ့နှကန်းလေးဖြီးရော့သွားပြီး အပြုံးပန်းတပွင့်ဖူးပွင့်လာခဲ့တယ်။ရိုးသားဖြူစင်တဲ့ကလေးဘွားကိုအဲ့ဒီလိုအပြေကင်းကင်းသူတို့ဖြတ်တန်းရင်တဖြည်းဖြည်းကြီးပြင်းလာခဲ့ကြတယ်။အဲ့ဒီ sorry ကရိုးသားဖြူစင်တဲ့ sorry ဖြစ်ပါတယ်။ကောင်လေးကကောင်မလေးကိုအမြင်စနောက်တက်တယ်။ကောင်မလေးငိုတဲ့အထိသူအဆတန်ခဲ့တယ်လို့ကောင်မလေးရီတဲ့အထိသူချော့တက်ခဲ့တယ်။ ကောင်လေးကကောင်မလေးရဲ့ဆဘင်းကိုအငဲလေးခိုးလျှော့ပြီးတနည်းရရမှပုံနေတတ်တယ်။ချင်းမကိုက်မီလက်မကိုက်မီဖြစ်နေတဲ့ကောင်မလေးကိုချောင်းကြည့်ရင်သူ့စီဆက်လာမဲ့ကောင်မလေးရဲ့ဖုန်းကိုသူစောင့်နေခဲ့တယ်။ပြီးတော့ကောင်မလေးစီကလေးခိုးလျှော့တဲ့တခိုးကိုစူပူကျိမ်းမောင်းတန်တွေနားထောင်ပြီးသူ့သဘောကျနေတတ်တယ်။ဘာကြောင့်လဲမသိကောင်မလေးရဲ့အဲ့ဒီလိုအပြုအမူကို သူအရင်နှစ်ချိတ်ခဲ့တယ်။ ချောင်းကြီးရာကနေကောက်လေးထွက်လာပြီးအဝေးကအခုမှရောက်လာဟန်နဲ့လေမရှိတဲ့ဆပင်းကိုကူတွန်းပေးတတ်တယ်။ဘေးကပွက်စီပွက်စီရေရွတ်နေတဲ့ကောက်မလေးကိုကြည့်ပြီးသူခိုးရင်နေတတ်တယ်။ပြီးတော့မှစိတ်မကောက်ဟန်နဲ့ "Sorry ငါမတ်သွားတယ်"လို့တောင်းမှန်တတ်တယ်။ချိန်ဆနေတဲ့ကောက်မလေးနှခမ်းမိပြော့ပြောင်းသွားပြီးနောက်တစ်ချိန်ဒီလိုမလုပ်ဖို့ကောင်လေးကိုစုံမတတ်တယ်။ ကောင်မလေးရဲ့အဆုံးအမအောက်မှာကောင်လေးကခေါင်းငုံလို့နေရက်တွေကို ရှီမောခြင်းနဲ့သူတို့အဆုံးတက်ခဲ့ကြတယ်။အဲ့ဒီ sorry ကပျော်ရှင်တဲ့ sorry ဖြစ်ပါတယ်။ဒီလိုနဲ့ចောင်းပြီးတော့ကောင်လေးနဲ့ကောင်မလေးကိုစီ အလုံဝင်ကြတယ်။ကောင်လေးကအလုံများပြီးနားရက်တွေတိတ်မရှိခဲ့ဘူး။ကောင်မလေးကသူ့ကိုဂယုမဆိုင်ဘူးဆိုပြီးကောင်လေးကိုအပြစ်တင်တယ်။ နောက်တော့ပထမဆုံးအကြိမ်သူတို့ရန်ဖြစ်ခဲ့ကြတယ်။ကောင်မလေးငိုတော့ကောင်လေးကဒါငါအလုပ်အတွက်လို့ဖြည့်ရှင်းတယ်။ဒီလိုသွေးအစ်စစ်ပွဲကရက်တတော်ကြာသွားတယ်။နောက်တော့လေကောင်မလေးကမနေနိုင်ပါဘူး။ကောင်လေးကိုပြန်ခေါ်ပြီးစစ်ပြင်းကြီးကြောင်လက်နှက်ချတယ်။နောက်ပိုင်းမှာသူတို့မကြခဏရန်ဖြစ်လိုက်ပြန်ခေါ်လိုက်လုခဲ့ကြတယ်။ရန်ဖြစ်တိုင်းလေကောင်မလေးဘက်ကစားပြီးပြင်းကြီးနာကြည့်ပဲ။ အဲ့ဒီနှစ်ကကောင်မလေးရဲ့မွေးနေ့မှာရိုမက်တစ်ဆန်ဆန်မွေးနေ့ပွဲလုပ်ပေးမယ်လို့ကောင်လေးကကောင်မလေးကိုဂတိပေးတယ်။မွေးနေ့မှာကောင်လေးအလာကိုကောင်မလေးစောင့်နေခဲ့တယ်။ညနေတကောင်အထိမိုးလင်းတဲ့အထိစောင့်နေခဲ့တယ်။မနဲ့နိုးလာတာနဲ့ကောင်မလေးရဲ့ပါးပြင်မှာမျက်ရည်စီးကြောင်းရတွေဆွန်းထင်းလို့ကောင်လေးရောက်လာတော့ကောင်မလေးရဲ့မျက်ရည်တွေကိုတုပ်ပေးရင် Sorry เนาะ နင့်ကိုငါလက်ထပ်ပြရစေဆိုပြီးလက်စွပ်တကွင်းထုတ်ပေးတယ်အဲ့ဒီ sorry ကတဘွားစာကိုတာဝန်ယူရတဲ့ sorry ဖြစ်ပါတယ်မင်္ဂလာဆောင်အတူနေပြီးနောက်ကောင်းလေးရဲ့အလို့အကင်တွေပို့တိုးတဲ့အောင်မြင်ခဲ့တယ်ကောင်းမလေးကကောင်းလေးအတွက်နေတိုင်းချက်ပြုတ်လျှော့ဖို့နဲ့ကျွမ်းကျင်တဲ့အိမ်အောင်ရှင်မတူဖြစ်ခဲ့တယ်ကောင်းမလေးကဈေးသွားတိုင်းငါးရီဝယ်လာပြီးကဲလေးတဲ့မှမွေးထားတတ်တယ် အားကြောင့်လေလို့ကောင်းလေးမင်းရင်လဲဘာမှပြန်မဖြေပဲသူ့ပြုံးနေတက်ခဲ့တယ်။တဖြည်းဖြည်းကောင်းလေးအိမ်ပြန်နောက်ကျလာတယ်။ပြန်လာတိုင်းလေရှင်မွေးနဲ့တမျိုးမျိုးကကောင်းလေးကိုမှကန့်ညိလာတတ်တယ်။ဒါကိုကောင်းမလေးမမေးခင်အကြောင်းမျိုးမျိုးပြပြီးကောင်းလေးဖြည့်ရှင်းတတ်တယ်။အဲ့ဒီကစကောင်မလေးစကားသိမ့်မပြောတော့ဘူးအရင်ကလိုလဲမတွက်လက်တော့ဘူး ဘေးမှလည်းတိတ်မသွားတော့ပဲမရှင်မပြနဲ့အိမ်ထဲမှာပဲအောင်းငီတက်ခဲ့တယ်။ခန်းစားချက်များတဲ့ကိုရီးယားကားတွေကြီးပြီးကောင်မလေးငိုနေတက်တယ်။နောက်ပိုင်းကောင်လေးနောက်ကျပြန်လာတိုင်းသူ့ကိုယ်ပေါ်မှာရေမွေးနဲ့တမျိုးပဲရတတ်တော့တယ်။ကောင်မလေးဘာမှမမေးခဲ့ပါဘူး။ဒါကူကောင်လေးကမလုံးတလုံးနဲ့ "Sorry ဒီနေ့အလုပ်မှာစားပွဲတောက်ပွဲရှိပြန်တယ်"လို့ပြောတတ်တယ်။ အဲ့ဒီ sorry ကလင်ညာချင်းအစရဲ့ sorry ဖြစ်ပါတယ်။တဖြည်းဖြည်းအလုတ်အကြောင်းပြပြီးကောင်းလေးအိမ်မပြန်လာခဲ့တော့ဘူး။အလုတ်အကန်ကောင်းလေးဒီကမြောက်ပင့်တဲ့လူများလီနဲ့ကောင်းလေးရဲ့နေရတွေကမြောက်ပင့်တန်နေကြတဲ့မှာ ကိုယူဝင်ကြားစာနဲ့ကုံဆုံးခဲ့တယ်။ကောင်းမလေးကတော့အိမ်ထဲအိမ်ပြင်တော့အထွက်နေခဲ့တယ်။ကိုကိုကိုအိမ်ထဲမှာပိတ်လောင်ပြီးနေခဲ့တယ်။ အရင်တုန်းကကောင်းလေးနဲ့ပြောမကုန်နိုင်တဲ့တိတိတတစကားတွေရှိခဲ့ပေမဲ့အခုချိန်မှာတော့ကောင်းမလေးကတယောက်တည်းအဖော်မဲလို့အထီးကျန်နေခဲ့ရတယ်။ကောင်းလေးကိုဖဲချင်းပြန်လာမလဲလို့မေးတိုင်းကောင်းလေးကအစာနင်းသွားတဲ့အတန်နဲ့ "Sorry ငါအလုပ်များနေတယ်"လို့ပြန်ဖြေတတ်တယ်။ဖုံးကွက်ကိုမသားမရချရင်ကောင်းမလေးစိတ်မကောင်းဖြစ်ခဲ့တယ်။အဲ့ဒီနောက်မှာတော့ကောင်းလေးဖဲချင်းအေးပြန်လာမလဲဆိုတာကို သူမမေးခဲ့တော့ဘူးအဲ့ဒီ sorry ကဝိကြည်တန်းကြီးပြောတဲ့ sorry ဖြစ်ပါတယ်ချူရှင်တွေရဲကလူမျိုး ကောင်မလေးကသူ့ကိုယ်သူအနှဆပြင်ခဲ့တယ်ကောင်လေးအိမ်မပြန်တာဟာတနေ့တနေ့ဦးစားသွားတဲ့သူ့ရုပ်ရည်ကြောင့်ဖြစ်မယ်ဆိုပြီးအလှရင်းဆပြင်ခဲ့တယ်ကိုယ့်ရဲ့ပျော်ရွှင်ခြင်းကိုကိုယ်တိုင်လှူဆောင်မှရနိုင်မယ်တွန်းဆုံနေလို့မဖြစ်မှန်းသူတိခဲ့တယ် အဲ့ဒီနေကကောင်မလေးအလှရပြင်းပြီးကောင်လေးစီကိုသွားခဲ့တယ်။ဒါဟာကောင်လေးရဲ့အလုပ်စီပထမဆုံးအကြိမ်သူသွားခဲ့တာဖြစ်တယ်လို့နောက်ဆုံးအကြိမ်လည်းဟုတ်ခဲ့တယ်။ဒဲလီကခလူကိုနှိပ်ပြီးကောင်လေးအမြဲပြောတဲ့အလုံများတယ်ဆိုတဲ့နေရာကို သူရောက်လာခဲ့တယ်။ခန်းခန်းနန်းနန်းပြင်ထားတဲ့ကွန်မဏီတောင်းနိုင်ကို သူခိုက်ကြည့်ခဲ့တယ်။နေရာတိုင်းကလှပလို့နေတယ်။ ရန်တာကိုဖျဲပြီးကောင်းလေးရဲ့ယုံမှန်းစီသူရောက်လာခဲ့တယ်။ရှုံးခဲတကားကိုသူတသားလေးတွန်းဖွင့်ကြည့်လိုက်တဲ့တခဏသူအံ့ဩမြင့်တက်သွားမိတယ်။သူမျက်စိရှိမှတွေ့ရတဲ့သူကသူခင်မမဟုတ်ခဲ့ဘူး။သူ့ဆက်ဘင်းကိုလေအမြဲခိုးလျှော်တဲ့နောက်တောက်တောက်ကောင်းလေးမဟုတ်ခဲ့ဘူး။ငါးရီဖမ်းပြီးကန်နေထဲခဲ့တဲ့ကောင်းလေးလည်းမဟုတ်ခဲ့ဘူး။ တခြားမိန်းမတယောက်နဲ့အကြည့်ဆိုင်နေတဲ့ယောက်ျားပေးသွားတဲ့စာလောင်နေတဲ့အရင်တလိမ့်ဆန်ဖြစ်နေခဲ့တယ်။ကောင်မလေးကိုတွေ့တော့ကောင်လေးကကြပြကြရဖြည့်ရှင်းမှုလုပ်တယ်။နေရာကနေကောင်မလေးချက်ချင်းလက်ထွက်တော့နောက်ကနေကောင်လေးအပြေးလိုက်တယ်။အဲ့ဒီညကမိုးတွေတဲတဲမဲမဲရွာသွန်းလို့ကောင်လေးရဲ့အော်တန်တွေကိုကောင်မလေးဂယုမဆိုင်ခဲ့တော့ဘူး။ sorry ပဲနင်းကိုပဲငါချစ်ပါတယ်ကွာနင်းကိုပဲငါတကယ်ချစ်တာပါတဲ့ကောင်လေးရဲ့အော်တန်နဲ့မိုးတန်နဲ့အတူရောထွေးလို့ကောင်မလေးမကြားခဲ့ပါဘူးအဲ့ဒီ sorry ကလူကိုထိကိုက်နာကျင်စေတဲ့ sorry ဖြစ်ပါတယ်ကောင်မလေးကိုကောင်လေးရှာမတိခဲ့တော့ဘူးကောင်မလေးပြောင်းနေခဲ့တယ်ကောင်မလေးမရှိတော့ကောင်လေးရဲ့ကဘာကမှောင်မဲလို့အလုလုရှင်စိတ်လည်းမရှိတော့ဘူး နေရတေကိုအရက်နဲ့ဖြတ်တန်းခဲ့တယ်။ကောင်မလေးကိုလိုက်ရှာခြင်းမင်းမဲ့သူငယ်ချင်းမရှိရဲ့ကောင်မလေးကိုဘဲသွားရှာရမှန်းမသိခဲ့ဘူး။ကောင်မလေးရဲ့တဦးတည်းသောသူငယ်ချင်းကသူ့ပဲရှိခဲ့တာမို့ဖုံးအလာကိုစောင့်နေဖို့ပဲကောင်လေးတက်နိုင်ခဲ့တယ်။ကောင်မလေးရဲ့ဖုံးကလွတ်သွားမှဆိုလို့ဖုံးကို24နာရီလုံးဖွင့်ပြီးစောင့်နေခဲ့တယ်။ကောင်လေးရဲ့အဲ့ဒီလိုစောင့်မျှော်ခြင်းက နှစ်ဝက်အထိကြာသွားခဲ့တယ်။ တနေ့မှစာရိုက်ကနေဘူးလေးတလုံးရောက်လာခဲ့တယ်။ဘူးလေးထဲမှာချောင်းသားလေးတွေရဲ့နမူနာယူချင်းလေးတွေပါတယ်။ငါတချို့ကတည့်ရွက်လေးပြီးမှတချို့ကမြက်တွေကြားထဲမှာပုံစံအမျိုးမျိုးနဲ့ရှိနေခဲ့တယ်။ဘူးထဲမှာစာတစောင်လေးပါပြီးစာထဲမှာဒီလိုရေးထားပါတယ်။နင့်ကိုတွေ့ဖို့ငါမှတတိမရှိခဲ့ဘူး။ငါပြောညံ့လွန်းလို့ဖြစ်မယ်။ဒါမှမဟုတ်နင့်ကိုငါ လုံးဝမတွေးကျင်လို့လည်းဖြစ်မယ်ငါနေကောင်းနေမင်းကိုခွဲပြီးဘလို့ရှင်သန်ရမယ်ဆိုတာကိုငါသိခဲ့တယ်ငါကငါဂယုဆိုင်ကျွေးမွေးနိုင်ခဲ့တယ်နေအပြန်ကိုငါနေတိုင်းစောင့်ရမလို့တော့ဘူးခင်းတွေပူပူနင်းနင်းချဲပြီးအေးဆက်သွားတဲ့အထီးငါစောင့်ရမလို့တော့ဘူးဖုံးလဲငါမတုံးတော့ဘူးနေအတွက်နဲ့20နင်းလာရင်လုံးဖုံးကငါဖွင့်ထားเสียရလဲမလို့တော့ဘူး ငါကငါဘလူးကျင်နာရမယ်ဆိုတာကိုငါနားလေသွားပြီလှပတဲ့နေ့ရက်တွေကိုဘလူးတက်မှုထားရမယ်ဆိုတာကိုငါသိသွားပြီနင့်ကိုဘလူးချစ်ရမယ်ဆိုတာကိုငါမေးလိုက်နိုင်ခဲ့ပြီဘာဖြစ်လို့လဲဆိုတော့ငါအချစ်တွေကို အနာတရားဖြစ်အောင်နင်းစော့ကစားခဲ့လို့ဖြစ်တယ်။ကွာရှင်းစာချုပ်ကိုငါကန့်အောင်မှာငါဖိထားခဲ့တယ်။နင်းလက်မှတ်ထိုးပြီးရင်ဒီလိမ့်စာအတိုင်းငါ့ကိုပို့ပေးပါ။ Sorry ပဲ ငါစိတ်တွေပင်မနှမ်းနေသွားခဲ့ပြီလိမ့်စာအတိုင်းကောင်းမလေးကိုကောင်းလေးတွားရှာခဲ့တယ်ရှင်နှင်းမှာမျောလင်းချက်အပြည့်နဲ့ကောင်းမလေးစီကခွင့်လွှတ်ခြင်းတွေယူပြီးကောင်းမလေးမရှိရင် သူ့ဘဝမရှင်သန်ရဲတဲ့အကြောင်းပြောဖို့ကောင်းလေးလိုက်သွားခဲ့တယ်ဒါပေမဲ့အိမ်တကားဖွင့်ပေးတဲ့သူက ကောင်းမလေးကိုယ်တိုင်မဟုတ်ခဲ့ဘူးကောင်းလေးစီကိုစာရေးပြီးနောက်သူ့ကိုယ်သူအဆုံးစီရင်သွားပါတယ်လို့ ကောင်မလေးအဖေကစိတ်မကောင်းစွာပြောတယ်။ကောင်လေးအတိတွေချက်ချလေးကုန်နေ။နောင်သားတွေက တပွေတပိုင်းနေ။သူတသက်စာတော့ထမ်းပို့လို့မနိုင်ခဲ့ပါဘူး။တချို့ sorry ကအဲ့ဒီလူကြီးနဲ့အဆုံးသက်ခဲ့ကြတယ်။ဘဝတလျှောက်မှာကိုယ့်ကိုတသက်တာတန်မှုထားမြင်လို့သူတယောက်ကိုတော့လူတိုင်းကြုံကြရမှာပဲ။အဲ့ဒီလူကိုယ့်ကိုတန်မှုထားတဲ့သူကိုမြင်လို့တက်ပါစေ။ sorry ဆိုတဲ့တောင်းပန်မှုတိုင်းကကိစ္စမရှိပါဘူးဆိုတဲ့စကားနဲ့လဲလှယ်လို့မရနိုင်ပါဘူးကိုချစ်တဲ့သူကိုမမြင်နိုင်နဲ့အနာတရားနဲ့ဒဏ်ရာတွေမပေးမိပါစေနဲ့ဒါဟာနှစ်ဦးနှစ်ပတ်စလုံးကိုထိခိုက်နာကျင်စေပါတယ်ဒီပုံမြင်ကိုကျင့်နှစ်သက်ခဲ့ရင်တငယ်ချင်းတွေကို မျှဝေပေးပါ အချစ်ဆိုတာခံစားစေပြီး sorry ကို အလွယ်တကူမပြောမိဖို့ သူတို့နားလေတက်ပါစေ sorry ဆိုတဲ့စကားတိုင်းကကိစ္စမရှိပါဘူးဆိုတဲ့စကားနဲ့လဲလှယ်လို့မရနိုင်ခဲ့ပါဘူးနားစင်အားပေးခဲ့ကြသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေရှင်